ပြည်တွင်းစစ်မီးတောင်းလောင်နေတဲ့မြန်မာနိုင်ငံဟာကမ္ဘာအကြီးဆုံးဘိန်းဘူးထုတ်လို့ရအချက်အချာဒေတာအဖြစ်ခိုင်မာပြောင်းလဲနေရယူလာပါပြီ။ကုလသမဂ္ဂ UNODC ရဲ့ဒီကနေ့ထုတ်ပြန်ချက်အရမြန်မာဘိန်းဆိုင်ပြိုးမှုဟာပြီးခဲ့တဲ့တစ်နှစ်အတွင်း16ရာခိုင်နှုန်းမြင့်တက်လာပြီးဆယ်စုနှစ်တစ်ခုအတွင်းအမြင့်ဆုံးဆန့်ကျင်ကိုရောက်ရှိသွားခဲ့ပါတယ်။ကိန်းကနန်းတွေရာ2024ခုနှစ်မှာဟက်တာ4000ကျော်ကျော်ဧကအဖြစ်9000ကျော်ရှိခဲ့ရတာကနေဒီနှစ်မှာတော့ဟက်တာ9000 3000ကျော်ဧကအဖြစ်3000 3000ကျော်အထိတိုးလာပါတယ်။ အဓိကဆိုက်ပျိုးတဲ့နေရာတွေကတော့ရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းချင်းပြည်တို့ပဲဖြစ်ပါတယ်ဒီဒေသတွေမှာဆိုက်ပျိုးမှုတုန်းက20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းအထိခုန်တက်သွားပါတယ်ဒီနေ့အစီအစဉ်ခါသာမှာထူးခြားပြီးဆိုရင်ဒီဟာကောင်းတာကတော့စကိုင်းတိုင်းအထက်ပိုင်းအိန္ဒိယနယ်စပ်နားမှာဘိန်းဆိုင်ပြုံမှုဟတာ950ကျော်ဤကအဖြစ်1360ဤကဝင်းကျင်ကိုပထမဆုံးချိန်တွေ့ရှိလာရတာပါဒါဟာဘိန်းဆိုင်ပြုံမှုပထဝီအနေထားကျယ်ပြန့်လာတာကိုပြသနေပြီးအိန္ဒိယနိုင်ငံတွေအတွက်ပါအန္တရာယ်တည်ပြီးချက်ဖြစ်လာပါတယ် 2021အာနာသိမ့်ပြီးနောက်ပိုင်းစီးပွားရေးကျက်တဲမှုနဲ့ကုန်စည်နှုန်းကြီးမြင့်မှုတွေကတောင်သူတွေကိုဘိန်းကင်းတွေစီတွန်းပို့လိုက်တာပါတစ်ဖက်မှာလည်းတာလီဘန်တွေရဲ့နှိမ်နှင်းမှုကြောင့်အာဖဂန်နစ္စတန်မှာဘိန်းဆိုင်ပြုံးမှုကြာဆင်းသွားချိန်မြန်မာကကမ္ဘာနံပါတ်1နေရာကိုဝင်ယူလိုက်တာဖြစ်ပါတယ်အခုဆိုရင်ထိုင်းကတဆင်ဥရောပသမဂ္ဂ EU နိုင်ငံတွေစီမြန်မာဘိန်းပြူတွေ ရောက်ရှိနေပြီလို့ UNODC ကသတိပေးထားပါတယ် UNODC သုတေသီ inship sim ကတော့ pre-pack ဟာဘိန်းစီးပွားရေးအတွက်ဓာတ်သွားနှစ်ပတ်ပါပဲလို့ဆိုပါတယ် စစ်ပွဲကြောင့်ဝင်ဝင်လူချင်းလို့ဘိန်းဆိုင်ကြတယ်လို့တစ်ချိန်တည်းမှာပဲစစ်ပွဲကြောင့်မျိုးစားတေရခတ်လူသားရှာပါပြီးအထွန်းနှုံးကိုထိခိုက်စေပြန်ပါတယ်စစ်ကောင်မရှင်ကဒီဇင်ဘာ28မှာရွေးကောက်ပွဲလို့ပို့ပြင်နေပေမဲ့မြင်ပြင်မှာတော့တည်ငြိမ်မှုမရှိပဲတရားမဝင်စီးပွားရေးတွေတာတွင်ကျယ်လာနေပါတယ် UNODC ကိုစလေ Delfin Shan ကတော့မြန်မာနိုင်ငံဟာအရေးကြီးတဲ့အလဲပြောင်းကိုရောက်နေပြီလို့သတိပေးပါတယ်နိုင်ငံမတည်ငြိမ်မှုနဲ့စစ်ပွဲတွေမရတရွေတော့မြမမြေပေါ်ကဘင်းကင်းတွေဟာဆက်လက်စိမ့်လန်းနေအောင်မှာပဲဖြစ်ပါတယ်